ထိုအချိန်ကိုအခွင့်ကောင်းယူပြီးစံနှုန်းကိုတက်တင်လာဝိညာဉ်ဆက်တန်းအလန့်ကိုယူတင်လာဒါမဟုတ်ဒါစွန်းကြီးကိုခုခံဖို့အတွက်ကူညီတင်လာ ထိုတွေးရသူ့ရဲ့စိတ်ထဲမှာဖြတ်ခနဲပေါ်လာပြီးသူကဆုံးဖြတ်ချက်ချလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုံးချင်ပါတယ်ဝလင်းကိုတက်ပြီးတော့ဝိညာဉ်လံကိုယူပါမယ်ဝိညာဉ်လံရှိမဲ့ဆိုရင်ဒါဆိုရင်ကိုခူးကန်မှုအတွက်အင်အားတွေကအလုံးလောက်ရှိလာပါလိမ့်မယ်ဒါတွေအားလုံးကသူ့ရဲ့စိတ်ထဲမှာအယုံမြန်စံဖြစ်ပြသွားတာပါဆုံးဖြတ်ချက်ချပြီးတော့ခြံဖန်းကရေလိုက်ပြီးကျင်းကျပ်သူဆန်မစိုးရင်နဲ့ငါလာနေပြီသူကပြောလိုက်ပါတယ်ခြံဖန်းကမိုးကြိုးလို့မြန်ပဲလှောက်ရှားလာပါတယ်ထိုတိုက်ခိုက်မှုကအောင်အောင်မြင်ရပါလိမ့်မယ်ထိုကြောင့်ခြံဖန်းကမလောပါဘူး ဝယ်လင်းကိုဘရောမမေးနိုင်တဲ့တိုက်ခိုက်မှုတစ်ခုကိုဖန်တီးနိုင်ဖို့အတွက်နီကန်ကိုလိုအပ်ပါလိမ့်မယ်။တစ်ချက်ထင်းနဲ့အောင်မြင်အောင်လိုအပ်မယ်ဆိုတာချန်ဖန်ကသိပါတယ်။မဟုတ်ဘူးဆိုရင်ဝယ်လင်းကဝင်းညင်ဆက်တန်းအလောင်းကိုခေါ်ထုတ်ဖို့အတွက်အချိန်ရသွားပါလိမ့်မယ်။ထို့သူဖြစ်မဲ့ဆိုရင်အရာအလုံးကကောင်းမှမဟုတ်တော့ပါဘူး။လူမင်းရဲ့ညင်နဲ့ချန်ဖန်ရဲ့ရွယ်ချက်ကိုချက်ချင်းပဲသိလိုက်ပါတယ်။တွေ့သွားပြီးတော့သူမရဲ့မျိုးလုံးများလည်းရုတ်တရက်အစ်ဆက်သွားပါတယ်။သူမကလိုက်မတော့ပဲထုံနေမှာပဲစောင့်နေလိုက်ပါတယ်။သူမကလည်းရစရဲလူမျိုးဘာမှမဖြစ်ပါဘူး။ပြီးတော့ချန်ဖန်ကဝယ်လင်းကိုတတ်လိုက်မဲ့ဆိုရင်ဝယ်လင်းရဲ့ပုံရိပ်ကသူမရဲ့နောက်ဆုံးပုံရိပ်ကနေဖျက်ရှားခံရပါလိမ့်မယ်။ ထိုရာသူမအတွက်အနာဂတ်မှာပို့ပြီးတော့လည်းကူစေပါလိမ့်မယ်အကြောင်းရင်းကတော့အနာဂတ်မှာရေဆိုင်ရမယ်အတွင်းဆိုင်ရန်သူတယောက်ကိုဖယ်ရှားလိုက်သူလိုပါပဲယခုချိန်မှာဓာဆွေးရင်ကလည်းဝန်လင်းရဲ့ခေါင်းပုတ်ကိုကြောက်လာပါတယ်ဝန်လင်းရဲ့မျက်လုံးများတော့တောက်ပွားလာပြီးနှာခေါင်းရှုပ်လိုက်ပါတယ်သူကိုယ်တိုင်အရင်သွားဖို့အတွက်သဘောတူခဲ့တာမို့ချန်ဖန်စိတ်ပြောင်းသွားမှတော့ဘလူးလုတ်ပြီးတော့မစင်းစားမိပဲနေမှာလေ ထိုးရအားလုံးကသူ့အစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ခုပါဒါဆိုရင်ကထွက်လာတဲ့အချိန်ကစပြီးချန်ဖန်ကပြန်တန်းလာတဲ့အချိန်မှာဝမ်လင်းကချန်ဖန်ရဲ့အမျက်နှုန်းကိုတိတိစိတ်နဲ့တွက်ချက်နေပါတယ်ချန်ဖန်ကဝမ်လင်းနဲ့ပေတရာအကွာမှာရှိနေတဲ့အချိန်ဝမ်လင်းကရေလိုက်ပြီးသူ့ရဲ့တုံတော်အိတ်ကိုပို့လိုက်ပါတယ်ဇေဒီတစုကလည်းသူ့ရဲ့တုံတော်အိတ်ကနေရုတ်တရက်ထွက်လာပြီးသူ့ရဲ့ရှေ့မှာပေါ်လာပါတယ် ကျော်ကြီးရဲ့အစိုးပိုင်းအာဏာတက်ချိန်အစဉ်နဖျားဆိတ်ရုံကလည်းဇေဒီယားနေထွက်လာပါတယ်။နဖျားဆိတ်ရုံနဲ့ထိတွေ့ပြီးတဲ့နောက်ဓာဆွင့်ကခဏလောက်ရပ်တန့်သွားပါတယ်။ထိုရပ်တန့်မှုကိုအတုံးချပြီးဝန်လင်းကရင်မောလိုက်ပါတယ်။ပြီးတော့သူကဇေဒီယိုပြန်ခေါ်လိုက်ပါတယ်။ပြီးတော့ပေလက်စီကိုတခုံတိုးပေးသွားပါတယ်။ဒိုအားနဲ့ချန်ဖိုင်နဲ့ပေတရာအကွန်မပဲရှိနေအောင်အမြန်တော့ကိုလည်းနှိကွင်းအောင်တမင်ထိန်းထားပါတယ်။ရွှေအောင်တန်ကြကဝေထားတဲ့လူရဲ့မျိုးလုံးတွေကတိတိလာပြီးမဲ့ဝန်လင်းကိုမတိုက်ခဲ့ပဲချန်ဖိုင်ကိုကြိလိုက်ပါတယ်။ယခုအာဏာတက်ချိန်အစဉ်နဖျားဆိတ်ရုံကဓာဆွင့်ကိုမတားဆီးနိုင်လို့တဲ့အတွက်ချန်ဖိုင်ရဲ့ခနာကိုပေါ်ကိုကြောက်ထွားပါတယ်။ င်ချန်ဖိုင်းမျက်နှာကလည်းအကြီးကျယ်ပြောင်းလဲသွားပြီးဓာဆွမ်းရင်ကဘာလို့ဝန်လင်းကိုမတိုက်ခိုက်ပဲသူ့ကိုတိုက်ခိုက်သွားလဲဆိုတာတော့တွေးဖို့အတွက်အချိန်မရှိပါဘူးယခုချိန်မှာသူကအဟိလိုက်ပါတယ်သူ့ရဲ့တလွန်အဲ့ကိုလည်းပို့လိုက်ပါတယ်ပြီးတော့အနီအောင်အဲ့တချောင်းကိုထွက်လိုက်ပါတယ်တောက်ပါတဲ့အနီအောင်လေးနက်တစ်ခုကအကကနေထွက်လာပြီးဓာဆွမ်းရင်စီကိုတဟုန်တိုးဥတီသွားပါတယ်ဝန်လင်းရဲ့မျက်နှာမှာတော့လှောင်ပြောင်တဲ့အရင်းအောင်တစ်ခုကပေါ်လာပါတယ်လူကြီးနဲ့မြောက်ကဓာဆွမ်းကိုခုခတ်နေတဲ့အချိန်မှာဝယ်လင်းကတခုခုကမှားနေတာကိုခန်းစားမိခဲ့ပါတယ် ရွှေအောင်တန်ကြကဝတ်ထားတဲ့လူကသူတို့နှစ်ယောက်ကိုတယောက်ထဲလို့ဆုံးဖြတ်ပြီးဓားစွမ်းတစ်ခုတည်းဥပဲပို့လိုက်တယ်လို့သူကကောက်ချက်ချလိုက်ပါတယ်ဝိုင်လင်းခမန်းနာအဖိုးကြီးနဲ့မြောက်ကြားအကွာဝေးကပေတရာလောက်ရှိပါမယ်သူနဲ့ချန်ဖန်အသာထိုးထွန်းနေနေမှဆိုရင်ရွှေအောင်တန်ကြကနဲ့လူကြီးကသူတို့ကိုတရွဲထဲလို့ယူဆမယ်လို့သူကထင်ပါတယ် တို့အနီးနားမှာရှိရင်ဓာဆွမ်းကအနီးဆုံးလူကိုပဲတိုက်ခိုင်းမှာပါဒါကြောင့်ဝမ်လင်းကသူနဲ့ချန်ဖန်းအယုံဆုံးသွားပြီးလိုမေယိုဒုတိယမှာလိုက်လာဖို့အတွက်အစီအစဉ်ကိုညှိစုခဲ့တာပါအကြောင်းရင်းကတော့ချန်ဖန်းနဲ့ဒီကပ်ပေမဲ့လည်းအရန်အောင်မှာဒီကပ်နေလုံးလုံးပါပုံမှန်မဟုတ်တဲ့အပြုမှုတစ်ခုကိုလုံးမရင်ချန်ဖန်းကသတိထားမိပြီးသတိရှိနေမှာပဲဖြစ်ပါလေ ဒါကြောင့်သူကိုယ်တိုင်ဦးဆောင်ပြီးသွားဖို့အတွက်ဆုံးဖြတ်ခဲ့တာပါချန်ဖန်ကိုရိုင်းရဲ့လည်းမြို့တင်ကဖြစ်ပေမဲ့ထောင်ချောက်ထဲကိုကြာသွားခဲ့ရပါတယ်။အမှန်တကယ်မှာတော့ချန်ဖန်ကဝယ်လင်းရဲ့အစီအစဉ်ကိုသဘောမတူရင်တော့မှသုံးအုပ်တူလောက်ဆောင်မှုအတွက်အကြံမပေးခဲ့ရင်တော့မှဝယ်လင်းကတော့တယောက်ထဲရင်ဆိုင်ရမှာပါ။သူကသူအနေများတဲ့အချိန်ဒီမှာထားရင်ချန်ဖန်ကတပ်ဖို့အတွက်အခွင့်အရေးကိုလက်လွတ်မယ်လို့သူကမြုံကြည့်ပါဘူး။ထို့သောဆိုရင်ချန်ဖန်ကိုသူနာပေတရာအတွင်းမှာဆွဲဆောင်ဖို့ဆိုရင်ပို့ပြီးတော့ခတ်ပါတယ်။ဒါဝါရင်ဝယ်လင်းမကနောက်ထပ်အစီအစဉ်တစ်ခုရှိသေးပြီးချန်ဖန်ကိုလုံလောက်အောင်ဒီကန်ကိုဆွဲဆောင်နိုင်မယ်လို့80%ကံတော့ယုံကြည်ပါတယ်။ ပြီးတော့ချန်ဖန်ကသုံးယောက်တူလှုပ်ဆောင်မှုအကြံပေးတာဝယ်လင်းရဲ့တန်တရားကိုအတည်ပြုသွားပါတယ်ချန်ဖန်ကတကယ်ပဲသူ့ရဲ့စိတ်ဆန္ဒကိုမချုပ်တီးနိုင်ပဲအတူတူလှုပ်ဆောင်မှုအတွက်ကြိုးစားတာကိုလက်လွတ်လိုက်ပါတယ်ဒါဆွမ်းအောင်ကိုခုခံမှုကူညီပေးတာဆိုတဲ့အကြောင်းပြချက်နဲ့လီကက်လာဖို့ကြိုးစားပေမဲ့ဝယ်လင်းကတော့အရာအလုံးကိုချုပ်မပြီးသားဆိုတာသူကမသိလိုက်ပါဘူးဇေဒီကနေကျောက်ရဲ့နဖျားယုံကအများကြီးကိုအထောက်အကူပြုပါတယ် ထိုးရဓာဆွမ်းကိုခဏတရေတန့်စေပြီးဝန်လင်းကိုလွမြောက်သွားအောင်လုပ်ပေးပါတယ်ထိုးကြောက်လေချန်ဖန်ကဓာဆွမ်းအနဲ့အနည်းဆုံးဖြစ်သွားတာပါရှင်းပြဖို့အချိန်နဲ့အများကြီးကိုယူရပါမယ်အရာအလုံးကမျက်စိတစ်ပိတ်အထိမှဖြစ်ပြသွားတာပါဓာဆွမ်းကချန်ဖန်စီကိုဥတီသွားတဲ့အချိန်မှာဝန်လင်းကရလိုက်ပါတယ်သူကထမပြေတော့ပဲအဝေးရလုံမျိုးအစ်စစော်နဲ့ကြီးနေပါတယ်လုံမေရတော့အနောက်မှာရှိနေပြီးအချိန်တည်းရပြောင်းလဲသွားတော့အောင်မြင်တော့အနေငယ်လန်သွားပါတယ်သူမကလည်းတခုခုသဘောပေါက်သွားတဲ့ပုံရပြီးဝန်လင်းရဲ့နောက်ကိုအလှည့်မြဲပဲလိုက်လာပါတယ် လုံမရဒီကက်လာတာကိုမြင်တော့ဝန်လင်းရဲ့မျက်လုံးများကလည်းအဆက်သွားပြီးအပြင်ဝင်ချီတက်လာပါတယ်ဒီတစ်ခေါက်မှာတော့ချန်ဖန်အန်းနေပီတီအာထက်ပိုဝေးအောင်လို့သွားလိုက်ပါတယ် ဝယ်လင်ကချန်ဖန်အနေပေတရာချော်သွားနေရွှေရောင်တန်ကြကဝှထားတဲ့လူရဲ့မျိုးလုံးများလင်းလာပြီးဓာတ်နှစ်ချက်ကိုလှိမဲ့စွမ်းနဲ့ဖွင့်ရလိုက်ပါတယ်ဓာတ်စွမ်းအတစ်ခုကတော့ဝယ်လင်စီကိုဥတီလာပြီးနောက်တစ်ခုကတော့လုံမေစီကိုဥတီသွားပါတယ်ဝယ်လင်ရဲ့မျိုးလုံးထဲမှာတော့တစ်ဖက်ချင်းနဲ့စိတ်ဆန္ဒများပြင်းထန်နေပါတယ်သူကပင်လယ်ဘောက်ကိုဆက်မပြတ်တော့ပဲဓာတ်စွမ်းရင်ကနီးကပ်လာတဲ့အချိန်မှာလုံမေရဲ့နာပေတရာအတွင်းကိုတင်းမြောက်ရှင်ပြောင်းလိုက်ပါတယ်လူမရဲ့မျက်နှာမူအားလည်းပြောင်းလဲသွားပါတယ်။သူမကလည်းတစ်ခုခုကိုသဘောပေါက်သွားတဲ့ပုံရပါတယ်။တေချာမသိပေမဲ့ဝန်လင်းရဲ့အပြုမှုတွေကနေအခြေအနေကိုခမှန်းမိတဲ့ပုံရပါတယ်။သူမကလည်း တင်းမြောက်ရှေပောင်းချင်းနီးပညာကိုတုံးပြီးဝယ်လင်းကိုသူမအဖို့အဖို့ကဓာဆွဲရင်တိုက်ခိုက်မှုကိုခုခံအောင်လုပ်ဖို့အတွက်လှုပ်လိုက်ပါတယ် ဝယ်လင်းကလည်းလှုံ့ပြောင်းလိုက်ပါတယ်လိုမရတီနီယာရွှေပြောင်းတော့မဲ့အချိန်မှာဝယ်လင်းကသူ့ရဲ့တလွန်အေးကိုပုတ်ပြီးအချိန်နဲ့ပဲထွန်းထုထားတဲ့အပိုင်းစားများကိုထုတ်လိုက်ပါတယ်အထိတ်ဝယ်လင်းကအော်ခလိုက်တာနဲ့ထွန်းထုထားတဲ့အပိုင်းစားတွေအလုံးကပေါက်ကွက်သွားပြီးအစွမ်းထက်တဲ့အချိန်နဲ့ပဲတစ်ခုကပေါ်ထွက်လာပါတယ်လိုမရနယ်ပယ်ကဖိဖဲစုံနေမဲ့ဝယ်လင်းဂူရူဆိုင်နဲ့ပြင်ဆင်ထားတဲ့ထိုးအချိန်နဲ့ပယ်ကရန်ကိုအားနေလွန်းလို့လိုမေကိုထိခိုက်အောင်တော့မလုံနိုင်တယ်လို့သူ့ကိုနှိကွေးသွားအောင်လည်းတိတ်မလုံနိုင်ပါဘူးတို့ရတဲ့ယခုလိုအရန်ကိုအရေးကြီးတဲ့အချိန်တွေမှာတော့ထိုးရအတက်ကိုတည်စီနိုင်တဲ့အချက်ပါပဲ လိုမရဲ့ခန္ဓာကိုယ်ကနှစ်ခွေးသွားတာကြောင့်ဝယ်လင်းကသူ့ရဲ့အောက်ကိုရွှေ့နိုင်ခဲ့ပါတယ်။ထိုချိန်မှာပဲဓာဆွဲရင်တစ်ခုကရုတ်တရက်ပေါင်းစည်းသွားပြီးယူသွတ်တလို့လိုမစီကိုဆင်းသလပါတယ်။ဝယ်လင်းရဲ့မျက်လုံးထဲမှာတော့တက်ဖက်ခြင်းဆာနာများပြင်းထန်နေပါတယ်။သူကလိုမေကိုညှိုးထိုးပြီးအတားဆီးငွေတစ်ချောင်းကသူ့ရဲ့လက်ချောင်းကနေထွက်လာပြီးလိုမစီကိုပြစ်လိုက်ပါတယ်။ဝယ်လင်းကတော့ရာလောက်ကိုမဆောက်ပါဘူး။အချိန်ကရေးကြည့်တဲ့ဆိုတာသူကသိပါတယ်။ဒါကြောင့်ဘာမှမတွေ့တော့ပဲပင်လယ်ထဲကိုခုန်ဆင်းသွားပါတယ်။ပင်လယ်ထဲကိုရောက်တာနဲ့ရွှေအောင်တောက်ပနေတဲ့နန်းတို့ကြီးကိုသူကမြင်လိုက်ရပါတယ်။ ဝယ်လင်ကအမြင့်ဆုံးအမြန်နှုံနဲ့နန်တော်စီကိုဥတီသွားပါတယ်။ပင်လယ်ထဲမှာတော့ထူးဆန်းတဲ့ဆွမ်းအားတစ်ခုကရှိနေပါတယ်။စံတက်ဆီရအောင်မလို့ပဲတီနီယာရွှေပြောင်းချင်းကိုတားဆီးပေးတဲ့အရာတစ်ခုကရှိနေရဆိုတော့ဝယ်လင်ကသိပါတယ်။အခြားထူးဆန်းတဲ့နေရာတွေမှာလည်းထိုကဲ့သို့ကြုံမှုလာကြောင်းထိုဆွမ်းအားကဘယ်လိုမျိုးလဲဆိုတာသူကသိပါတယ်။နန်တော်ထဲကိုဝင်တော့မဲ့ချိန်မှာရေပြင်းရနေတဲ့အော်ဟစ်တပ်များဇရိုက်ကိုထပ်ပေါ်လာပြီးဝယ်လင်ပတ်ဝန်းကျင်ကပင်လယ်ရေတွေကအမြန်ပဲတဝက်ခွဲပစ်လိုက်ပါတယ်။ပီတရာရှိတဲ့ဓာဆွမ်းရင်လှိုင်းတစ်ခုကကောင်းကင်ကနေဆင်းသက်လာပြီး တူနောက်ကိုအမြဲပဲလိုက်ရပါတယ်။ဒါဆိုရင်လည်းပို့ပြီးတော့ဒီကလာလေးတွေဝယ်လင်းရထိုရရဲ့အစွမ်းထက်တဲ့အငွေ့တက်များကိုပို့ပြီးတော့ခစားလီပါ။သူ့ရဲ့ခေါင်းထိပ်ကနေရုတ်တရက်စူးထားတဲ့ဒါချင်မှုကိုခစားလိုက်ရပါတယ်။သူကရဲစစန်းအကြိတ်လေးပါတယ်။ညာနောက်နဲ့သူကပေတထောင်ပဲလူရော့တော့ကိုသူကမြင်နေရပါတယ်။သူကတဲ့ဒါဆိုရင်ကသူ့ရဲ့ခေါင်းပုတ်ကိုကြောက်ပါတော့မယ်။ဝယ်လင်းရဲ့ခေါင်းကနေသွေးစားတွေကလည်းစိတ်ထွက်လာပြီးနာကျင်မှုကပို့ပြီးတော့များလာပါတယ်။ပေ900ပေ800ပေ900ပေ600 ။ तू ပို့ပြီးတော့ဒီကက်လာလေးလေးဒါဆွရင်ကသူ့ရဲ့ခေါင်းပုတ်ကိုပို့ပြီးတော့နီလာလေးလေးပါ။ဒါဆွရင်ရဲ့အဟိတန်ကဝလင်ရဲ့ဥကောင်းလေးမှာပဲ့တင်ထက်နေသူလိုပဲဖြစ်နေပါတယ်။ဝလင်ကနန်တော့စီကိုအပြေးသွားနေတော့သူတို့ဘက်ကထွက်လာပါတယ်။သူ့ရဲ့တုံလုံးအေးကိုပို့လိုက်ပြီးပစိန်ကိုလည်းထုတ်လိုက်ပါတယ်။သူကရုတ်တရက်အဟိလိုက်ပြီးလှဲ့ကပစိန်ကိုသူ့ရှေ့မှာကားလိုက်ပါတယ်။ထိုးအချိန်မှာဒါဆွရင်ကလည်းရောက်လာပြီးရုတ်တရက်ပစိန်ပုတ်ကိုကြောက်လာပါတယ်။ဝယ်လင်းရဲ့မျက်နှာကလည်းအနီအောင်ပြောင်းသွားပြီးသူတို့ဘက်ထမှန်အထွက်လာပါတယ်။သူ့ရဲ့မူလာဝိညာဉ်ကလည်းတုံလုံးသွားပါတယ်။သူ့ရဲ့တုံလုံးအဲ့ကိုပုတ်ပြီးဇေဒီယိုထမှန်ပြီးတော့ထုတ်လိုက်ပါတယ်။ ကျော်ယူရဲ့နယ်ဘေးကလည်းအမြဲပဲပြတ်နေသွားပြီးဓာဆွမ်းရင်ကခဏတာရပ်တန့်သွားပါတယ် ထိုခဏတောက်ကိုအခွင့်ကောင်းယူပြီးဝယ်လင်းကတော့အပြင်ကိုပြေးထွက်သွားပြီးချက်ချင်းပဲပင်ငါးကိုဖျက်ချော့ပြီးနန်းတော်ထဲကိုဝင်သွားပါတယ်နန်းတော်ထဲကိုဝင်သွားနဲ့ဓာဆွမ်းရင်ကလည်းတုံးလုံးသွားပြီးပျောက်ကွယ်သွားပါတယ်ဝယ်လင်းရဲ့ပါဇက်ကနေသွေးများလည်းစိတ်ထွက်လာပါတယ်သူကပစိန်နဲ့ဇေဒီကိုတိမ့်လိုက်ပါတယ်ပြီးတော့ကြောင်ဝင်းပုံစံထိုင်ချပြီးဆေးလုံးများကြီးကိုထုတ်ယူကာမြှားလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်ကြိုက်ခဲနေတယ်လို့လည်းခံစားလိုက်ရပါတယ်ကောင်းကင်ကြောက်စင်းလေးပိုင်းကိုထုတ်ယူပြီးပါဇက်ထဲကိုပြစ်ထည့်လိုက်ပါတယ်ကောင်းကင်ပုံစွဲရင်များလည်းသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပြေးလာတယ်လို့ခံစားလိုက်ရပါတယ်ကောင်းကင်ပုံစွဲရင်များရုတ်တရက်ဝင်လာတာကြောင့်ဝယ်လင်း င်ကသူ့ရဲ့ခန္ဓာကိုယ်ကပေါ်ပါသွားတယ်လို့ခန်းစားလိုက်ရပါတယ်။ကောင်းကင်ဘုံစွန်းရင်ကသူ့ရဲ့ထိုင်ရာဒီအားလုံးကိုချက်ချင်းပဲနှိမ့်နှင်းပြလိုက်ပါတယ်။မကြခင်မှာပဲသူကထားရက်ပြီးခြေလန်းတလန်းနဲ့နန်းတော်ရဲ့အတွင်းပိုင်းလေးကိုပြင်းဝင်သွားပါတယ်။ပင်လယ်ပြင်မှာတော့ဓာစွန်းရင်ကလိုမေစီကိုဥတီနေပါတယ်။သူကလွဲဖက်ဖို့ပြင်တော့အတားစီကသူ့နောက်ကနေရောက်လာပါတယ်။ ထို့ကြောင့်သူမရဲ့လှပတဲ့မျက်နှာမူရားလည်းပြောင်းသွားပါတယ်။သူမကလည်းအန်ချိတ်လိုက်ပြီးအဖီအောင်မြူခိုးတွေကိုထွေးထုတ်လိုက်ပါတယ်။အဖီအောင်ဖဲကျိုးတစ်ခုကအဖီအောင်မြူခိုးတွေထဲမှာကားနေပါတယ်။ရိုက်ချက်တစ်ခုနဲ့အတားစီးတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဖီအောင်ဖဲကျိုးကသူ့ကိုအမြင်မဲ့ပတ်ပြီးဓာဆွဲရင်ကနေပီတတောင်းလောက်ဝေးတဲ့နေရာကိုရွှေ့ပစ်လိုက်ပါတယ်။ဓာဆွဲရင်ကလည်းလွဲသွားပြီးပျောက်ကွယ်သွားပါတယ်။ရွှေအောင်တန်ကြီးကဝထားတဲ့လူကထပ်ပြီးတော့မတိုက်ခိုက်တော့ပါဘူး။သူ့ရဲ့တောင်ဝင်ကထုံနေအောင်ဆောက်ရှောက်ဖို့နဲ့အရေးချင်းပြင်းမိတဲ့လူတွေကိုနန်းတော်ထဲကိုဝင်ခွင့်ပေးဖို့ပါ။ လိုအပ်ချက်တော့တစ်ခုတည်းသာရှိပါတယ်ထိုရာတော့တိုက်ခိုက်မှုတစ်ချက်ရဲ့စွမ်းကိုခုခံနိုင်မှုပါချန်ဖန်ကလည်းယခုချိန်မှာအတော်လေးကိုဆိပ်ပြတ်နေပါတယ်ကံကောင်းထုံးမစွာနဲ့နေနမိတ်ကနေထွက်ပြေးလွမြောက်သွားရင်တော့တိုက်ခိုက်မှုကရပ်သွားပါတယ်ချန်ဖန်ရဲ့မျက်နှာမူကလည်းကြောက်စရာကောင်းလုံးကိုပြင်းထန်နေပြီ ဆန်နူငါမင်းကိုအပိုင်မဲ့ဖျက်ပြစ်မယ်လို့ကြိတ်ဆိုတယ်ဒီကြိတ်စာဖုတ်ပြတ်မယ်ဆိုရင်ငါတည်ဆုံးရလိမ့်မယ်သူကဟိလိုက်ပါတယ်လူမရလေစိတ်ရကြနေရအမူအရာနဲ့ပင်လယ်ဘုတ်ကိုညသက်ဆောင်နေစိုက်ချနေပါတယ်ချန်ဖန်ကအိုဟစ်ဆဲဆိုးနေရအောင်မြင်တော့သူမမြောင်ချုပ်ပြီးစူညံမနေနဲ့နေရတာမကောင်းတဲ့ရွယ်ချက်မရှိရင်ငါတို့တောင်းကအထူးတူကပူပေါင်းပြီးဆောင်ရမယ်ဆိုရင်အခုချိန်မှာနန်းတော်ထဲကိုရောက်နေတော့ပြီး ချန်ဖန်ရဲ့မျက်နှာအပူရားလည်းပြင်းထန်နေပါတယ်။သူကရဆက်ဆွန်တဲ့လိုမျိုးကြည့်ပြီးမင်းတို့နှစ်ယောက်ကတယောက်ကိုတယောက်ပျောပြီးလုံနေအောင်ငါမသိဘူးလို့မင်းကထင်နေရလား။ညီမငယ်မင်းကငါ့ကိုဂရိပေးထားတာကိုမမေ့နဲ့။လိုမေကလည်းချန်ဖန်ကိုအဆက်ဆွန်နဲ့ကြည့်ပြီးရွမ်ချွဲစီကရှိနေတော့ဆန်နူးကသူ့ရဲ့ဝိညာဉ်အပိုင်းစားကိုပြန်ရဖို့အတွက်ခက်ခဲလိုက်မယ်။ရွမ်ချွဲစီကသူ့ကိုအလွယ်တကူအောင်မြင်ခွင့်မပေးဘူး။သူမကပြောလိုက်ပါတယ် ခြံဖန်းကလည်းနေဆိုင်စွာနေတဲ့အသက်ကိုရှူသိမ်းပြီးသူ့ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာမူရာကိုပြန်ဝင်သိမ်းလိုက်ပါတယ်။သူကသူ့ရဲ့တုံတော်အိတ်ကိုကန်ပြီးဆရာဝိညာဉ်ဆက်တန်းလုံးကိုတိုက်ခိုက်ဖို့အတွက်တခုခုပေးခဲ့တယ်။ဝိညာဉ်ရဲ့လုံးကိုထိခိုက်စေနိုင်တဲ့အတွက်အစင်းမင်းချင်းညက်သူတွေကိုလည်းတက်ရောက်မှုရှိရမယ်။ရွမ်ချွဲစီကထွက်လာပြီဆိုရင်ငါအဲ့ဒါကိုသုံးမယ်။ငါငါရဲ့ဝိညာဉ်အပိုင်းစားကိုပဲလိုချင်တာ။ဒါပေမဲ့ तू ကမပေးဘူးဆိုရင်တော့ငါအဆုံးကုန်လုံးမယ်။ သူကပြောလိုက်ပါတယ်ပင်လယ်အောက်ကနန်းတော်ထရေဝန်လင်းရဲ့ရှိမှကျေပြန့်လုံလာတဲ့ခမ်းမကြီးတစ်ခုကပေါ်လာပါတယ်ခမ်းမတွိုင်းမှလည်းမီးရင်တော်များရှိနေပြီးနတ်ဆိုးလို့တောက်ပါတဲ့အလင်းရောင်များကိုထွက်လွန်းနေပါတယ်ထိုအလင်းရောင်ကမီးမဟုတ်ပဲဝန်လင်းမတွေ့ဘူးတဲ့ထူဆန်းတဲ့အရာတစ်ခုကိုထွက်လွန်းနေရပါခမ်းမကြီးအလင်းရောင်ကြောင့်ခမ်းမကြီးကကွင်းညွတ်သွားပြီးထူဆန်းတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်ဝန်လင်းကဒိဋ္ဌားတဲ့မျက်နှာမူရနဲ့ရှေ့ကိုဂျူဒီဆိုက်ရှောက်သွားပါတယ် ထိုခမ်းမကြီးကအဆုံးမရှိသူလိုပါပဲသူကအတော်ကြာရှောက်သွားပြီမယ်ခမ်းမကြီးကတော့အရင်တိုင်းပါပဲဝလင်ကသူ့ရဲ့နှဖျားအယုံကိုအဝေးကိုမဖျက်ရေးပါဘူးသူပထမဆုံးရောလာတော့ကသူ့ရဲ့နှဖျားအယုံကိုဖျက်ချလိုက်တော့တခုခုကစားသွားသလိုပြောက်ွက်သွားပါတယ်ထိုအတွက်ဝလင်ကရန်အောင်မှသတိထားလာပါတယ်မတိလိုက်တဲ့အချိန်တစ်ခုကြာပြီးနောက်ဝလင်ကအဝေးမှလက်နေတဲ့နီးပညာများကိုသူကမြင်လိုက်ရပါတယ်သူကရက်လိုက်ပြီးသူ့ရဲ့နှဖျားအယုံကိုရှေ့ကိုဂျူးဆိုင်နဲ့ဖျက်ဝင်လိုက်ပါတယ်တို့ရတဲ့သူမြင်လိုက်ရတာသူ့ရဲ့မျက်နှာမူရောင်ကိုပြောင်းလဲသွားစေပါတယ်သူ့ရဲ့နှဖျားအယုံကခမ်းမရဲ့အဆုံးကိုရောက်တဲ့အခါ ူမြင်လိုက်ရတာကျယ်ဝင်တဲ့နေရာတစ်ခုပါထိုကျယ်ဝင်တဲ့နေရာရဲ့အလဲမှာအရန်ကိုမြင်တဲ့မျောစင်တစ်ခုပါရှိပါတယ်ထိုမျောစင်ရဲ့အပေါ်ဆုံးမှာတော့ထင်းထဲတစ်ခုပါရှိပြီးထိုနေရာမှာတော့သပင်အနေရောက်နေတဲ့လူတစ်ယောက်ကထိုင်နေပါတယ် ထိုလ်လူကတက်လက်ပိုင်လူတယောက်လို့ထင်ရပြီးတမန်လူလို့ထင်ရပြီးမယ်သူစီကနေခန္ဓာထဲဝါတဲ့အရှင်ဝါများထွက်နေပါတယ်သူရဲ့မျက်လုံးများတော့မိတ်ထားပြီးသူရဲ့ခန္ဓာကိုယ်ကနေအသက်ရှင်နေတဲ့လက္ခဏာများကိုမတွေ့ရပါဘူးရှင်းရှင်းလင်းလင်းပဲသူကသေဆုံးနေတဲ့လူတယောက်ပါဒါပေမဲ့သူရဲ့ခန္ဓာကိုယ်ကနေကြောက်ဆရာကောင်းတဲ့အရှင်ဝါများထွက်နေပြီးထိုနေရာတဝိုင်းကိုလွှမ်းခြုံထားပါတယ်ဝန်လင်းရဲ့နဖျားအုံကထိုလူမြင်ရတဲ့အချိန်မှာသူကိုဥညွတ်ချင်တဲ့စိတ်များဖြစ်ပေါ်လာပါတယ်ထိုခံစားချက်ကိုနှိမ်နေဖို့အတွက်ဝန်လင်းကကောင်းကင်ဘုံစွန်းရင်ကိုသူကအသက်သွင်းလိုက်ရပါတယ် ထိုနေရာမှာဖျက်သွားတဲ့ဘသူရဲ့နှလုံးသားကိုမဆိုတော့လုံးစေနိုင်ပေထူးဆန်းတဲ့ဆွာတစ်ခုကရှိနေတဲ့ပုံရပါတယ်ထိုလူရဲ့ရှေ့မှာအရာဝတ္ထုတစ်ခုကပြန်ဝင်နေပါတယ်ထိုရာတော့ခင်ရောက်အလင်းရောက်တစ်ခုထိုလင်းရောက်ဟာတလက်ပိုင်လူရဲ့ကိုယ်ပေါ်မှာထုံးလင်းနေပြီးသူ့ရဲ့နောက်ကျောင်းမှာတော့မဲမောက်နေတဲ့ရေတစ်ခုကကျင်းရင်းခဲပါတယ်သူကလည်းအလင်းရောက်ကယခုချိန်မှာမိန်ဖြောနေပြီးဘဲအချိန်မဆိုပျောက်ကွက်သွားလိုက်တယ်လို့တောက်ပါနေပါတယ်။ဝလင်းရဲ့နှဖျားအုံကအလင်းရောက်ထိထိလိုက်တဲ့အချိန်မှာအာကောင်းတဲ့ဆွဲရည်တစ်ခုကရုတ်တရက်သူ့ရဲ့နှဖျားအုံစီကိုဝင်ရောက်လာတဲ့အတွက်သူကအမြန်ပဲဆုတ်ခွာလဲရပါတယ်။ ခမ်းမထဲမှာလည်းဝန်လေးရဲ့မျက်နှာဖြူဖြောနေပြီးမျိုးလုံးထဲမှာလည်းကြောက်လန့်မှုများပြင်းထန်နေပါတယ်။ပထမမျိုးဆက်ဟင်းသာပရာရဲဦးချိုထိုတလက်ပိုင်လူရဲ့နာမည်ကိုဝန်လင်းကချစ်ချင်းပဲခမန်းမိလိုက်ပါတယ်။ခင်ရောက်အလင်းရောက်တော့ကျင့်ညက်ချင်းဂျိုကိုပါတလင်းကြောက်ပါ။တို့ရတဲ့ဝန်လင်းကတခုခုကမှားနေတာကိုခံစားနေရပါတယ်။စစ်ထုနယ်ဖော်ပြချက်နဲ့တစ်ထပ်တည်းဖြစ်ပေမဲ့သူ့ရဲ့နှဖျားအုံကထိတွေ့လိုက်တဲ့အခါသူ့ရဲ့ဝိညာဉ်ပိုင်းစားနဲ့ချိန်ဆမှုကိုမခံစားရပါဘူး။ ရောက်လာပြီဆိုရင်တော့ဝင်ခဲ့ရွမ်ချွဲစီရဲ့အတန်အားခမ်းမအုပ်ကနေထွက်လာပါတယ်ဝယ်လင်းရဲ့မျိုးလုံးများလည်းတောက်ပွားလာပါတယ်သူ့ရဲ့နှစ်ဖျားအယုံကခမ်းမတွေကိုရောက်တဲ့အခါပထမမျိုးဆက်ဟင်းသာပရာနဲ့ချင်းချင်းချင်းဂျိုကိုဘာတလင်းကျောက်ကိုတွေ့လိုက်ရပေမဲ့ရွမ်ချွဲစီနဲ့လူအိုကြီးကိုတော့မတွေ့သေးပါဘူးသူတို့နှစ်ယောက်လုံးကထိုးနေရမှာရှိနေပြီးသားပါဝယ်လင်းကခဏစဉ်းစားပြီးရှေ့ကိုဆက်လျှောက်သွားပါတယ်မကြခင်မှာပဲလမ်းဆုံးကိုရောက်ပြီးကျယ်ဝန်းလုံးလာတဲ့နေရာထဲကိုဝင်သွားပါတယ်ကိုယ်တိုင်ရောက်လာတော့အန်အုံမူကပို့ပြီးတော့ပြင်ထန်လာပါတယ် ပေတထောင်မြင်းနဲ့မျော်စင်နေရှိရင်သူကိုယ်သူအရန်ကိုတင်းခဲ့တယ်လို့ခန်းစားနေရပါတယ်။ဝယ်လင်းကအသက်ကိုပြပြရှူသိမ်းပြီးမျိုးလုံးများလည်းတောက်ပေါက်သွားပါတယ်။ဒေါက်တာနေရာမှာရွံချွေစီရဲ့ပုံရင်းကိုသူကတွေ့လိုက်ရပါတယ်။ရွံချွေစီရဲ့မျက်နှာကလည်းဖျော်ဖျော်နေပါတယ်။သူကထိုင်နေပြီးတွေးတရလည်းပါးစပ်ထောက်ကနေစိတ်ထွက်နေပါတယ်။သူကပုံမှန်ထက်အားနည်းနေပုံရပါတယ်။ဝယ်လင်းကိုကြည့်ပြီးသူကပြုံးပြီးတော့ခက်အက်ပြောလိုက်ပါတယ်။မင်းကြောင့်ငါမှန်တယ်။မင်းကတတရားမျိုးရောက်လာတယ်လူပဲ။ဝယ်လင်းကတော့သတိထားတဲ့အချိန်နဲ့မိလိုက်ပါတယ်။အဲ့လူပါဦး။ရွံချွေစီရဲ့မျက်နှာမူရလည်းမလှပါဘူး။ ငါသူ့ကိုဖက်စည်းပုံအစီအင်းနဲ့ချုပ်ထားတယ်။သူကအထဲမှာပဲရှိသေးရမယ်။ဝမ်လင်းငါရဲ့ထိုင်ဟာပြည့်ထက်နေ။ဒါကြောင့်ချင်းချက်ချေဂျိုးဘာတလင်းကြောက်ကိုငါအတွက်ယူပေးပါ။ငါရဲ့စွန့်ပစ်ခံမတည်ဘဲမြို့နယ်ဝင်တွေအတွက်ဖြစ်စီ၊ချင်းချက်သူတွေအတွက်ဖြစ်စီငါချင်းချက်ချေဂျိုးဘာတလင်းကြောက်ကိုပျက်စီးသွားတော့ကိုခွင့်မပြုနိုင်ဘူး။ဟမ်ဝမ်လင်းကတော့ရွှေချက်စီကိုတင်ချင်စွာနဲ့ကြည့်ပြီးမေးလိုက်ပါတယ်။ မေယငေါ့ကိုကျင့်ညက်ချင်းချိုးကပါတလင်းချောက်ကိုယူစေချင်လားရွှေချွေစီကတော့အတက်ကိုပြပြရှူသိမ့်ပြီးတပင်းကိုချလိုက်ပါလေမေယရန်ကိုတတိထားတတ်တယ်ဆိုတာငါသိတယ်မေယနဖျားရုံနဲ့ငါရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးလို့ရတယ်ငါမှစွမ်းအားလုံးဒီပါကုန်နေပြီဆိုတာမေယတွေ့ရလိမ့်မယ်အဲ့ဒီအဖိုးကြီးကဟင်းသားပရာဂျိုကမဟုတ်ဘူးသူ့ရဲ့ဒီစနစ်တည်းကအရန်ကိုထူးဆန်းတယ်ငါသူ့ကိုအကြာကြီးချုပ်မထားနိုင်ဘူးသူကလွတ်သွားမယ်ဆိုရင်ကျင့်ညက်ချင်းချိုးကပါတလင်းချောက်ကိုခိုးယူသွားလိမ့်မယ်အဲ့ဒီချိန်ကျရင်ဟင်းသားပရာဂျိုဘောကလူတိုင်းကအန်ဒီယန်နဲ့ဆိုင်ရလိမ့်မယ် ဝန်လင်းရဲ့မျိုးလုံးများလည်းတောက်ပတ်သွားပါတယ်သူကခေါင်းမော်ပြီးပထမပြုဆက်ဟိတပရာရှိရာခင်ရောက်အလင်းလုံးကိုကြိလိုက်ပါတယ်တွေ့နေချင်းမရှိပဲသူကနောက်ကိုပြန်ဆုတ်လိုက်ပါတယ်ဝေလာတုံးကထက်အစာပုံးပြောက်စွာမြင်တဲ့အမြင်တုံးနဲ့ဝန်လင်းကလမ်းအတိုင်းယူသွစွာပြန်ပြေးသွားပါတယ်ရွှေချွေစီရဲ့မျိုးလုံးများလည်းတောက်ပတ်သွားပြီးချက်ချင်းပဲပြောက်ကွက်သွားပါတယ်ပြန်ပေါ်လာတော့ဝန်လင်းရဲ့ရှေ့မှာလမ်းကိုပိတ်ပြီးရက်နေပါတယ်သူကညှိုးခဲ့တဲ့အတန်နဲ့ဘာလို့ပြေးတာလဲ ဝလီရဲ့မျိုးလုံးများတော့တောက်ပသွားပြီးချင်းလန်းနိုင်ငံနောက်ပြန်ဆုတ်ကရွှေချွေစီကိုစိုက်ကြည့်လိုက်ပါတယ်သူကညာလက်ကိုဝင်ရလိုက်တော့ဝင်းညင်စက်တန်းလှန်ပေါ်လာပါတယ်ပြီးတော့သူကတင်းကျိန်စွာနဲ့ပြောလိုက်ပါတယ်ကျွန်တော်ကမသိချင်သေးဘူးရွှေချွေစီရဲ့မျက်နှာကလည်းမှောက်မဲနေပြီးဝလင်းကိုနှောင်ယှက်ပြီးတော့မင်းရောငေါ့ကိုဘလို့မြင်နိုင်တာလဲသူကမိလိုက်ပါတယ်ဝလင်းကတော့ရွှေချွေစီကိုကြည့်ပြီးလေးလံတဲ့အတန်နဲ့ဒါကျင့်ကြက်ချင်းဂျိုကိုပါတလင်းကြောင်မဟုတ်ဘူးပြီးတော့ခမည်းမတင်းရွှေပြောင်းနိုင်တဲ့စွမ်းရည်ရှိတယ်ဒါကြောင့်ဒဏ်ရာရမယ်ဆိုရင်တော့ခမည်းပြောတဲ့အတိုင်းတာထိဆူဆူဝါဆိုတာမဖြစ်နိုင်ဘူး ်ဝယ်လင်းကပြောလိုက်ပါတယ်ရွှေချွေစီကလည်းရေလိုက်ပါတယ်သူ့ရဲ့မျိုးလုံးထဲမှာတော့ကျင်းနဲ့အာယာမူလိုက်နေရရှိနေပြီမင်းကငါရွေးချက်ထားတဲ့၄ယောက်ထဲကတယောက်ဖြစ်ဖို့အတွက်ထိုက်တန်တယ်မှန်တယ်ဒါကျင်းနဲ့ချင်းဂျိုတလင်းကြောင့်မဟုတ်ဘူးဒါအရေးတစ်ခုပဲတယောက်ကထိလိုက်မဆိုရင်တော့သူ့ရဲ့ဝိညာဉ်အပိုင်းဆောက်ကိုပြန်ယူနိုင်တယ်သူကပြောလိုက်ပါတယ်ဝယ်လင်းရဲ့မျိုးလုံးကလည်းတင်းနေနေပါတယ်သူကဘာမှပြောပဲရွှေချွေစီကိုစိုက်ကြည့်နေပါတယ်ဝင်းညင်းစေတန်းအလှောင်းလေသူ့ရဲ့လက်ထဲမှာတင်းတင်းဆုပ်ခိုင်းထားပါတယ်ဒီအဖိုးကြီးကမင်းကိုမလိမ်ဘူး အရိတ်ကနေမင်းရဲ့ဝိညာဉ်အပိုင်းဆောက်ကိုပြောင်းယူဖို့ကြီးမားတဲ့အဖိုးခါတော့ရှိတယ်။ဒါကြောင့်ငါမင်းကိုလှောက်ခိုင်းတာ။မင်းရထားဖို့လုံးမဲ့ဆိုရင်မင်းကိုအင်အားကြီးမားတဲ့ယတနာတစ်ခုစူးဖြစ်ပေးမယ်။မတင်မျိုးတင်ကြရဲ့အနေဆိုင်ဆုံးနေရာမှာရှီဟောင်းရစ်ပလင်တစ်ခုဟာရှိနေတယ်။အဲ့မှာငါမျိုးနဲ့ဘိုးဘေးကရွှေစနေရဲ့အဆင့်ကိုရောင်းအောင်စွမ်းအားရခဲ့တယ်။မင်းကငါ့ကိုကျင့်ကြံချင်းချိုးကပါတလင်းကျောက်ကိုပြောင်းယူပေးမဲ့ဆိုရင်မင်းရဲ့ကျင့်ကြံမှုကိုဒစင်းတောင်းအောင်အဲ့ဒီကိုငါခေါ်သွားပေးမယ်။ဘလို့လဲ။ရွံချွဲစီကလေးလံတဲ့အတန်နဲ့ပြောလိုက်ပါတယ်ဝယ်လင်းကလည်းစဉ်းစားနေတဲ့ပုံရပါတယ်ရွံချွဲစီကတော့စွိုင်းပုံရပြီ ်ဝလင်းအမြန်သွားပြီးတော့ကြီးညက်ချင်းချိုကပါတလင်းကြောက်ကိုယူခဲ့ငါ့ကိုအတင်းကျပ်မလုပ်နဲ့ငါမင်းကိုမတက်ချင်ဘူးဆိုတာမင်းရလည်းသိတယ်သူက ပြောလိုက်ပါတယ်ဝလင်းကတော့ရွံချဲစီကိုကြည့်ပြီးခမရဂရီမတင်ရောကော်ယိုအုတ်ထုတ်ကိုဘလို့တောင်းအောင်လဲဆိုတဲ့တကယ်နီလန်းတွေကိုအငွေအဖြစ်ပေးဝလင်းကပြောလိုက်ပါတယ်ဝလင်းမှရွံချဲစီပေးခဲ့တဲ့ကော်ယိုအုတ်ထုတ်ကရှိနေပါသေးတယ်တို့ရရင်ကော်ယိုအုတ်ထုတ်မှအစင်အများကြီးကပါပြီးအရန်အောင်မှရှုပ်ထွေးပါတယ် ထို့ကြောင့်တင်းတော်တဲ့နီလမ်းမရှိဘူးဆိုရင်သူ့ရဲ့စွမ်းကိုအပြေဝထုတ်လို့လို့မရပါဘူး။ရွှေချွဲစီရဲ့မျိုးလုံးများလည်းတောက်ပေါက်သွားပါတယ်။သူ့ရဲ့အမြင်မှာဝယ်လင်းကထွက်ပြေးဖို့အတွက်လူစီကလမ်းမရှိပါဘူး။ထို့ကြောင့်ဝယ်လင်းလုံးလိုက်တာသူ့ရဲ့အမိတ်ကိုလိုက်နာဖို့ပါ။ထိုအတွက်သူကကြောက်စင်းတစ်ခုကိုယူပြီးထိုချက်လက်တွေကိုဖြည့်ပြီးတော့ဝယ်လင်းစီကိုပြပေးလိုက်ပါတယ်။ဝယ်လင်းကတော့မလို့ပဲကြောက်စင်းကိုကြည့်လိုက်ပါတယ်။အစစ်မဲ့ဖြစ်ချောင်းတိတ်ချောင်းစစ်စစ်ပြီးတဲ့နောက်သူကတိမ့်ဆဲပြီးဝင်းညင်စေတန်းအလှန်နဲ့ဝင်းရံပြီးအလေကားမျိုစင်စီကိုပြန်တက်သွားပါတယ်။မက်ဆီတမိတ်အတွင်းမှာပဲပထမမျိုဆက်ဟင်းတာဗရာရဲ့ဘေးကိုရောက်ရှိသွားပါတယ်။ ထိုဂျိုရဲ့အုပ်စုရှင်ဟောင်းကိုသူကကြီးလိုက်ပြီးအရေးကိုအထူးအယုံဆက်လိုက်ပါတယ်နောက်ဆုံးမှတော့ကျင့်ညက်ချင်းဂျိုကဘာတလင်းကြောက်ကိုပြန်ကြီးလိုက်ပါတယ်သူကခရင်ရောက်အလင်းရဲ့ဘေးမှာရက်နေမိထူးဆန်းတာသူ့ရဲ့အရေးလုံးဝရှိမနေပါဘူးရွံချွဲစီရဲ့မျိုးလုံးများလည်းတောက်ပလာပြီးမင်းရဲ့လက်ကိုအိပ်ပုတ်ကိုတင်ပြီးငါရဲ့နာမည်ကိုခေါ်မင်းကဘာမှမကြံစီနဲ့မဟုတ်ဘူးဆိုရင်ငါကမင်းကိုတေချာဖို့တတ်ပြစ်မယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်